ဇီဝရေးခွင့်လန်းကောင်းကိုလေ့လာကြည့်ချင်တဲ့မိတ်ဆွေများအလုံးတွေဒီဗီဒီယိုဖိုင်လေးကအထောက်အကူပြုစီမှာဖြစ်ပါတယ်။ကျွန်တော်နာမည်ကတော့ဇေယျလင်းဖြစ်ပါတယ်။ဇီဝရေးနဲ့မိတ်ဆက်ပေးတဲ့သူကတော့ကျွန်တော်ရဲ့ apply ညီမဝဝီဖြစ်ပါတယ်။ကျွန်တော်ရဲ့နီးပြကတော့ Black Diamond ရာထူးရှင်မတ်စုလိုက်ဝင်းဖြစ်ပါတယ်။ apply အစင်းစင်းနဲ့နီးပြကိုထူးနေမှအခြေစစ်တင်ပါတယ်ခင်ဗျ။လက်ရှိကျွန်တော်ကတော့ထိုင်းနိုင်ငံမှာနေပါတယ်။လက်ရှိမိတ်ဆွေတို့ကဘယ်နိုင်ငံမှာနေကြတာလဲ။အခုကြည့်နေတဲ့မိတ်ဆွေကနိုင်ငံခြားမှာလား၊သို့မဟုတ်မြန်မာပြည်မှာလား။ဘယ်နိုင်ငံမှာဆိုဒီလုပ်ငန်းကလုပ်ကင်လို့ရပါတယ်။ဆိုတော့ကျွန်တော်လည်းလက်ရှိမှာထိုင်းနိုင်ငံမှာနေတယ်။ ထိုင်းနိုင်ငံကိုကျွန်တော်ကိုယ်တိုင်နေသာလကစားအလုပ်လုပ်ဖို့အတွက်တက်လာခဲ့တဲ့သူတယောက်ပဲဖြစ်ပါတယ်ဒါပါပဲကျွန်တော်တို့မြန်မာပြည်သားအများစုအားဆိုရင်သူများနိုင်ငံမှာနေသာလကစားအလုပ်လုပ်ဖို့အတွက်ပဲအများစုအားလာကြရတာဖြစ်ပါတယ်အဲဒီနေသာလကစားအလုပ်လုပ်တယ်ဆိုတာကလည်းကောင်းပါတယ်ကိုလက်ရှိတနစ်တာ စားစည်းကိုအဆင်ပြေဖို့အတွက်တော့အဆင်ပြေပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကပတ်စံတွေများများစုမယ်ပြီးရင်စီးပွားရေးတွေလုပ်မယ်ကိုလူချင်းတဲ့အရာတွေကိုအကောင့်ထဲပို့ဖို့အတွက်ကိုချင်းရတဲ့မိသားစုနဲ့ခွဲပြီးတော့နိုင်ငံခြားကိုတက်လာခဲ့ကြရတာဖြစ်ပါတယ် ကျွန်တော်လည်းအဲ့ဒီထဲကသူတယောက်ပဲဖြစ်ပါတယ်ကျွန်တော်ကပဲခူးတိုင်းလက်ဗရန်မြို့နယ်ဘက်ကဖြစ်ပါတယ်တာမန်ရွာလေးတရွာကမွေးဖွားလာတဲ့သူတယောက်အနေနဲ့အရင်းလေးဆိုတာလည်းဘာမှလည်းမရှိသလိုမိဘတွေကိုယ်တိုင်ကလည်းတောင်ယာတွေလည်းမဟုတ်မလုပ်ဘူးတောင်ယာတွေလည်းမပိုင်ဆိုင်ဘူးဆိုတော့ကျွန်တော်ရဲ့မိဘတွေကလက်လုတ်လက်သားတွေဈေးရောင်းနေအမေဆိုလို့ရှိရင်ဒီလိုမျိုးပုံဝါနဲ့ပဲကျွန်တော်တို့ကိုကြောင်းထားပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်မှမောင်နှမနှစ်ယောက်ရှိတယ်ညီမတစ်ယောက်ရှိပါတယ်ဆိုတော့ကျွန်တော်ကအကြီးဆုံးကျွန်တော်ရဲ့အမေဆိုကျွန်တော်အမြဲတမ်းပြောတဲ့အရာတစ်ခုကပါလဲဆိုတော့တားတဲ့ ်ဝဲပညာကိုရအောင်ယူပညာတက်ဖြစ်အောင်လုပ်ဝဲရအောင်ယူဝဲရတယ်ဆိုလို့ရှိရင်သူများအောက်မကျဘူးဒါကကျွန်တော်တို့ရဲ့မြန်မာပြည်မှာဖြစ်လေဖြစ်တာရှိတဲ့အရာပါအိုးအရင်တုန်းကလွန်ခဲ့တဲ့9နှစ်6နှစ်လောက်ကဆိုရင်ကျွန်တော်တို့ရဲ့မြန်မာပြည်မှာအများအမ်းပဲပြောတဲ့အရာတစ်ခုကဝဲရှိမှခမင်းစားလက်မှတ်ရမယ်ဆိုတဲ့အရာအဲ့ဒီအရာကိုကျွန်တော်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဆန္ဒငငယ်လေးတွေကရှိခဲ့တယ်ဝဲတစ်ခုရအောင်ယူမယ်ဆိုပြီးတော့စာရီစူးစားတယ်အမေတို့ကပတ်စံမရှိတဲ့ကြားထဲကနေပြီးတော့ကျွန်တော်ကို ကျောင်းပညာတွေထားခဲ့တယ်။ဒါကြောင့်မလို့ကျွန်တော်ဟာ၁၀တန်းကိုအောင်ခဲ့ပါတယ်။၁၀တန်းအောင်ပြီးတော့ရန်ကုန်မှာတက်ပြီးတော့ဦးလေးတွေနဲ့ကိုင်းရတွေရောင်းခဲ့ပူးတယ်။လက်ဖက်တုပ်တွေလည်းလမ်းဘီးတွေမှာရောင်းခဲ့ပူးပါတယ်။အလုတ်ကင်တွေအများကြီးလုတ်ခဲ့ပူးတယ်။ကြက်ကြော်ဆိုင်တွေမှာလည်းဝင်တန်းအဖြစ်နဲ့လုတ်ခဲ့ပူးတယ်။ဒါကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်အလုတ်ကင်တွေအများကြီးလုတ်ခဲ့ပူးတယ်လို့မျိုးပဲ။အခုကြည့်နေတဲ့မိတ်ဆွေတို့ကရောလုတ်ကင်တွေအများကြီးကျွန်တော်ထပ်လုတ်ခဲ့ပူးတဲ့တွေလည်းအများကြီးပဲရှိပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်ဒုတိယနှစ်အောင်ပြီးတော့တတိယနှစ်တက်မဲ့လမှာကျွန်တော်ရဲ့အိမ်မှာအဆင်မပြေဖြစ်လာတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်ចောင်းတက်ခဲ့တဲ့ຢာတွေအလုံးကသူများရှိရနေပြီးတော့ပတ်စံတွေရှိပြီးတော့ကျွန်တော်ကိုចောင်းထားပေးခဲ့ရတာဖြစ်တဲ့အတွက်အမေတို့ကဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကျွန်တော်ကိုနိုင်ငံခြားကိုသွားဖို့အတွက်ပြောခဲ့တယ်အဲ့ဒီချိန်မှာကျွန်တော်ဘွဲ့ပညာတစ်ခုကိုရောက်အောင်ယူမယ်ဆိုတဲ့အတွေ့ဘလောက်ပဲရှိနေပါစေအရေးကြီးဆုံးကဘွဲ့ဆိုတာထက်ကိုယ့်ရဲ့ဝင်ငွေဘလောက်ရှိတယ်ဘလောက်ကောင်းလဲဆိုတာအရေးကြီးဆုံးဆိုတာကျွန်တော်သိလာတယ်ပညာရေးကအရေးမကြီးဘူးလို့ပြောတာမဟုတ်ပါပညာရေးလည်းအရေးကြီးပါတယ်ဒါပေမဲ့လည်းတကယ်တကယ်ကိုယ့်ရဲ့စာဝင့်နေရေးကိုဖြည့်ရှင်းရတဲ့အခါမှာ ကိုယ့်ရဲ့မိသားစုရဲ့ဈေးစကားတွေကိုကိုယ်တိုင်ကပြန်လဲပြီးတော့ထောက်ပံ့ရတဲ့နေရာမှာလုံလောက်မှုမရှိတော့ကိုယ့်ရဲ့ဝင်ငွေကောင်းဖို့လိုအပ်တယ်ဆိုတာကိုသိသွားတယ်။ဒါကြောင့်မို့လို့ကျွန်တော်ကိုယ်တိုင်နိုင်ငံခြားကိုတက်လာပြီးတော့ကျွန်တော်ကိုယ်တိုင် ထိုင်းနိုင်ငံမှာလာပြီးတော့အမေတို့အတွက်ကိုကိုယ်တိုင်စူးစမ်းပြီးတော့အလုပ်တွေလာပြီးတော့လုပ်ပါတယ်။ထိုင်းနိုင်ငံကိုရောက်လာတော့လေထိုနေ၎င်းပဲကိုမရောက်ဘူးတဲ့နိုင်ငံကိုမသိတဲ့သူတွေကိုမစားဘူးတဲ့အစားအစာတွေကိုမနေဘူးတဲ့နေရာမှာတိခံပြီးတော့နေရတယ်။သူတို့ရဲ့ဘာသာစကားမတက်ပင်မဲ့လေ စ조사ပြီးတော့ပြောရတယ်လေ့လာရတယ်ပေါင်းသင်ရတယ်ဆက်ဆံရတယ်ဒါဟာကျွန်တော်တို့သီးခံပြီးတော့ကိုလိုချင်တဲ့ပတ်စံဆိုတဲ့အရာတစ်ခုကိုရဖို့အတွက်ကိုယ့်ရဲ့ရည်မှန်းချက်ပြည့်ဖို့အတွက်သီးခံပြီးတော့ထိုင်းနိုင်ငံမှာတက်လာပြီးတော့အလုပ်လုပ်ကြရတာဖြစ်တယ်မိတ်ဆွေတို့ရောကျွန်တော်တို့ဘဝတူတဲ့တူပြီပါလားခင်ဗျနိုင်ငံခြားကိုတက်လာတာပတ်နှစ်ရှိပြီလေကျွန်တော်စဉ်လေးလဝင်းချင်တဲ့ဒီစီးပွားရေးခွင့်လမ်းကိုတွေးရှိခဲ့တယ်လို့လည်းပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တွေးရှိခဲ့တဲ့ပုံလေးကထူးဆန်းတယ်ခင်ဗျဘာလို့ထူးဆန်းတာလဲဆိုရင် ကျွန်တော်တာမန်နေဇာလကစားအလုပ်လုပ်နေတဲ့သူတွေအများကြီးကိုကျွန်တော်တွေးခဲ့တယ်။သူတို့တွေအများကြီးပဲအလုပ်တွေစူးစမ်းကြတယ်။ဒါပေမဲ့သူတို့ရဲ့ဘဝဘာလို့မပြောင်းလဲသေးတာလဲ။အလုပ်စူးစမ်းတိုင်းမအောင်မြင်ဘူးဆိုတာကိုကျွန်တော်လက်ခံသွားတယ်။ကျွန်တော်နဲ့အလုပ်တူတူလုပ်တဲ့ဦးလေးတယောက်ကိုမေးကြည့်တယ်။ထိုင်းနိုင်ငံရောက်တာအဲ့အနည်း20လောက်ရှိပြီ။ဟာဦးလေးဒါဆိုင်ဘာလို့မပြန်သေးတာလဲ။ तू ပြောတယ်အနည်း20လောက်ရှိပြီဆိုပေမဲ့တဲ့သူရဲ့ဘဝမပြောင်းလဲသေးလို့တဲ့။စုဆောင်ငွေမရှိသေးလို့တဲ့။ဒါဆိုကျွန်တော်လဲသူလုပ်တဲ့အလုပ်မှာဆက်လုပ်နေမယ်ဆိုကျွန်တော်ဘဝကိုပြောင်းလဲပါမလား။ မပြောင်းလဲနိုင်ဘူး။ဒါကြောင့်မို့လို့ကျွန်တော်ကျိုးစားတဲ့နေရာမှားနေရင်ကျွန်တော်ရဲ့ဘဝပြောင်းလဲမှာမဟုတ်တော့ဘူး။ဒါကြောင့်မလို့ကျွန်တော်ကျိုးစားတဲ့နေရာပြောင်းဖို့လိုအပ်တယ်။အဲ့ဒီအချိန်မှာပဲ COVID-19 တွေဖြစ်လာတယ်။ COVID-19 ဖြစ်လာတဲ့အချိန်မှာအခက်ခဲဖြစ်လာတယ်။လူတွေကအခက်ခဲဖြစ်လာတဲ့အချိန်မှာလက်ရှိကိုဘလောက်ပဲအလုပ်ကအဆင်ပြေနေတယ်ပဲပြောနေပါစေအခက်ခဲကြုံလာတဲ့အခါမှာကိုယ့်ရဲ့ဝင်ငွေတစ်ခုတည်းနဲ့မလုံလောက်ဘူးဆိုတာကိုအခက်ခဲကြုံဘူးတဲ့သူတွေတိုင်းသိပါလိမ့်မယ်ခင်ဗျ။ ဒါကြောင့်မို့လို့ကျွန်တော်ကိုယ်တိုင်အခွင့်အလမ်းချရေးနဲ့ဒီစီးပွားရေးခွင့်လန်းကိုအွန်လိုင်းကနေပြီးတော့တွေးရှိခဲ့တာဖြစ်ပါတယ်တွေးရှိတဲ့အခါမှာတေချာလေ့လာပြီးတော့စူးစမ်းပြီးတော့လုပ်ကင်ခဲ့တဲ့သူတယောက်ပဲဖြစ်ပါတယ်ဒီလုပ်ငန်းကရှင်းရှင်းလေးပဲဘယ်လိုမျိုးလှုပ်ဆောင်ရတာလဲဆိုတော့မိစလိုလက်ရှိလုပ်ကလည်းထွက်เสียမလို့ပဲနဲ့လက်ရှိလုပ်နဲ့တွဲပြီးတော့လုပ်ကင်လို့ရတယ်လူတယောက်မှမစူးစမ်းပဲနေလို့တော့ရတယ်မှန်တယ်ဒါပေမဲ့ဝင်ငွေမရှိပဲတော့နေလို့မရအောင်လက်ရှိဝင်ငွေအ ਨੇ စုံလူတိုင်းမှာရှိနေမှ ခမင်းစားလို့ရမယ်အ ਨੇ ဆုံးသူများနိုင်ငံမှာဘယ်အရာမှအလကားမရဘူးဒါကြောင့်မို့လို့ဝင်ငွေရှိဖို့လိုအပ်တယ်ဝင်ငွေရှိဖို့ဆိုတာတက်အဲ့ဒီဝင်ငွေကိုလုံလောက်ဖို့လည်းလိုအပ်ပါသေးတယ်ဒါပေမဲ့ကျွန်တော်တို့လုံလောက်လာမေးရင်အများစုမလုံလောက်ဘူးဘာလို့လဲကိုရတဲ့ဝင်ငွေနဲ့လာစင်လာစင်ကျွန်တော်တို့ဘာတွေပြန်လို့ရလဲသွားတိုက်ဆေးတွေမျက်နှာတင်ဆေးတွေရေရှိုးစပ်ပြားတွေကိုရဲ့အသုံးစရိတ်တွေဒါတွေကိုအပြင်နေမှာသွားပြီးတော့ဝယ်ကြရတယ်မဟုတ်ဘူးလားခင်ဗျအဲ့ဒီလိုမျိုးသွားပြီးတော့ဝယ်တာမိတ်ဆွေတို့ကျွန်တော်တို့အတွက်အကျိုးခံစားခွင့်အနေနဲ့ဘာမှလည်းပြန်မရခဲ့ဘူး လူတယောက်မှဝင်ငွေဥပမာအလုတ်မသွားရလို့ဝင်ငွေသူ့မှာမရှိဘူးဆိုပေမဲ့အိမ်ထဲမှာနေရင်တော့မှသူကမျက်နှာတည့်ရတယ်၊သွားတိုက်ရတယ်၊ရီရှိုးရတယ်။ဒါကြောင့်မလို့အဲ့ဒါတွေကအလကားမရဘူး။အပြင်မှာသွားဝယ်ရတယ်ပတ်စံကုန်။အဲ့ဒါထွက်ငွေပဲခင်ဗျ။ပြောချင်တာကမိษွေတို့ကျွန်တော်တို့မှာလူတယောက်ဝင်ငွေမရှိပြင်မဲ့ထွက်ငွေကအမြဲတမ်းရှိနေပါတယ်။ဒါကြောင့်မလို့ကျွန်တော်ကိုယ်တိုင်ဒီနေ့ network marketing လို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းကိုအသေးစိတ်လေ့လာကြည့်တဲ့အခါမှာအဲ့ဒီကျွန်တော်တို့အပြင်မှာဝယ်သုံးစွဲနေကြ ထွက်ငွေတွေကနေပြီးတော့ဝင်ငွေအဖြစ်ပြန်လဲပြီးတော့ပြောင်းလဲလုပ်လို့ရတယ်စီးပွားရေးလုပ်ငန်းပဲဖြစ်ပါတယ်ခင်ဗျဟုတ်ပါတယ်ကျွန်တော်ဒီနေ့မိတ်ဆွေတို့ကိုလာပြီးတော့မျှဝေပေးတဲ့အလုပ်ကတော့ network marketing လို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းပဲဖြစ်ပါတယ်ဆိုမိတ်ဆွေတို့အားလုံးအပြင်မှာလဲကြားဘူးရင်ကြားဘူးကြားလိမ့်မယ်မကြားဘူးလဲဘာမှမဖြစ်ပါဘူးရိုးရိုးရှင်းရှင်းလေးပါကိုနေစဉ်သုံးဆွဲနေကြပစ္စည်းလေးကိုနေရာလေးပြောင်းပြီးတော့ဝယ်သုံးဝယ်စားလုပ်ရင်းနဲ့စီးပွားရေးလုပ်ရတဲ့လုပ်ငန်းမျိုးဖြစ်ပါတယ်။ဥပမာမိတ်ဆွေတို့တတ်တိုက်ဆေးကုန်သွားပြီဆိုရင်နီးစက်ရဆိုင်မှာမိတ်ဆွေတို့သွားပြီးတော့ဝယ်ကြတယ်ဟုတ်တယ်မလား။ တွားတိုက်စစ်တပူးကိုတရားပေးရတယ်ဆိုပါဘူးဒါဆိုရင်အဲ့ဒီတွားတိုက်စစ်ကိုထုတ်လုပ်တဲ့ company စက်ယုံကတရားကြပါမလားမကြနိုင်ဘူးဘာလို့လဲဆိုတော့အဲ့ဒီစက်ယုံမှာဆိုလို့ရှိရင်90လောက်ပဲကြတယ်ကုန်ကြမ်း40အမြတ်က30ဆိုစုစုပေါင်း90လောက်ပဲကြတယ်ဒါဆိုကြံတဲ့90ရာခိုင်နှုန်းကဘယ်ကိုပျောက်သွားလဲကြားထဲမှာဝင်ဆောင်မှုပေးတဲ့အရာတွေအကျော်ညာတွေငှားရတယ်ကျော်ညာငှားတဲ့ခါမှလည်းကျော်ညာကအနေနဲ့ထပ်မှန်ပြီးတော့20ရာခိုင်နှုန်းပေးရတယ်အဲ့ဒီကနေတဆင့် ကျွန်တော်တို့လက်ကားဆိုင်ကြီးတွေဖြန့်ရှိမဲ့ဆိုင်ကြီးတွေကိုတစ်ခါထပ်မှန်ပြီးတော့ပေးရတယ်ဖြန့်ရှိတဲ့ဆိုင်ကြီးတွေဆိုရင်တော့10ရာခိုင်နှုန်းဒါဆိုစုစုပေါင်းဆို80ဖြစ်သွားတယ်အဲဒီကနေတစ်ဆင့်ကျွန်တော်တို့နီးစက်ရာဆိုင်နေနီးစက်ရာဆိုင်ဆိုတာတော့လက်လီဆိုင်လေးတွေအဲအဲ့ဒီဆိုင်လေးတွေမှာဆိုရင်လည်းတစ်ခါသူတို့ကလည်းအမျက်ယူပြီးတော့20ရာခိုင်နှုန်းယူပြီးတော့ရောင်းလိုက်တဲ့အခါမှာတရာဆိုပြီးတော့ဖြစ်သွားတယ်စဉ်းစားကြည့်တော့မိတ်ဆွေတို့အပြင်မှာကိုဝယ်တဲ့ပစ္စည်းကတကယ်တကယ်ကိုယ်တိုင်ဆက်ယုံပါဝယ်မယ်ဆိုရင်90လောက်ပဲကျတယ်ဒါပေမဲ့မိတ်ဆွေတို့အခုဝယ်တာ100ပေးရတယ်တန်လားခင်ဗျ မိတ်ဆွေတို့အပြင်မှာဆက်ယုံမှာလည်းဘသူမှလည်းဓာတ်ရိုက်သွားဝယ်ခွင့်မရှိဘူးဆက်ယုံကလည်းသူတို့ထုတ်လုပ်ထားတဲ့ပစ္စည်းကိုဓာတ်ရိုက်ဘသူကမှလည်းမယောင်လူအများကြီးအောင်ကြောင်းညာမဲဖြန့်ရှိမယ်ဒါကသူတို့ရဲ့ marketing ပဲဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့ကအဲ့လိုမျိုးဝင်ဆောင်မှုပေးတဲ့ဂျားတွေကကြော်ညာတွေလက်လီတွေလက်ကားတွေကိုငားစရာမလိုဘဲနဲ့ကိုကိုတိုင်းနေရာလေးပြောင်းပြီးတော့ကုမ္ပဏီမှာတိုက်ရိုက်ဝယ်သုံးဆဲမယ်ဆိုရင် ကြော်ညာလက်လီလက်ကားနေရာမှာမိတ်ဆွေတို့က marketing သမားအဖြစ်ဝင်ရောက်ပြီးတော့လုပ်ကင်ပြီးတော့ဒီနေ့မိတ်ဆွေတို့ network marketing စီးပွားရေးမှာနေရာပြောင်းဝယ်သုံးဆွဲရေးနဲ့စီးပွားရေးလုပ်လို့ရတယ်ပတ်စံပြောင်းရမယ်ဆိုရင်စိတ်ဝင်စားလားခင်ဗျအရန်ရိုးရှင်းပါတယ်သုံးဆွဲနေကြပစ္စည်းလေးကိုနေရာလေးပြောင်းပြီးတော့ဝယ်သုံးဆွဲရင်းနဲ့မိတ်ဆွေတို့ကိုယ်တိုင်စီးပွားရေးလုပ်လို့ရတဲ့လုပ်ငန်းဖြစ်ပါတယ်ဟုတ်ပါတယ်ဒီလုပ်ငန်းကတော့မိတ်ဆွေတို့နားကြားလွဲတာမဟုတ်ပါဘူးနေရာပြောင်းဝယ်သုံးဆွဲရင်းနဲ့ ွားတိုက်စေမျက်နှာတင်စေလိုအပ်တဲ့အရာဝယ်သုံးစေရင်လည်းဝင်ငွေပြန်ရတဲ့လုပ်ငန်းမျိုးပဲဖြစ်ပါတယ်အရန်ရိုးရှင်းပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့အခုလာရောက်ပြီးတော့လေ့လာနေတဲ့အလုပ်က network marketing လုပ်ငန်းဖြစ်ပါတယ် network marketing လို့ပြောလိုက်ပြီးဆိုတာနဲ့ထိုင်းနိုင်ငံအတွင်းမှာလည်းပုံစံတူကုမ္ပဏီတွေအများကြီးပဲရှိသလိုအနေနဲ့ရက်ရက်မှာပုံစံတူတွေအများကြီးရှိပါတယ်ဒါပေမဲ့ဒီနေ့မိတ်ဆွေတို့လာရောက်ပြီးတော့လေ့လာနေတဲ့ကုမ္ပဏီရဲ့နာမည်ကတော့ success small company ဖြစ်ပါတယ်ခင်ဗျာ မိတ်ဆွေတို့ကြားဘူးကြလား success small တချို့ဆိုရင်ဟိုကုမ္ပဏီနဲ့တူတယ်ဒီကုမ္ပဏီနဲ့တူတယ်ဆိုပြီးတော့တွေးတဲ့သူတွေအများကြီးပဲရှိပါ no ဘယ်ကုမ္ပဏီနဲ့မှမတူ success small ကကုမ္ပဏီတစ်ခုတည်းပဲရှိပါတယ်ဆိုတော့ success small ဆိုတာပါလေကျွန်တော်တို့ success small ဆိုတာကတော့ awareness webinar လို့ခေါ်တယ်ကျွန်တော်တို့မိတ်ဆွေတို့အားလုံးအနေနဲ့ကျမ်းမာရေးလူနေမှုကျမ်းမာရေးနဲ့လူနေမှုအဆင့်တန်းလူတယောက်ရဲ့ကျမ်းမာရေးလူတယောက်ရဲ့ကျမ်းမာရေးနဲ့လူတယောက်ရဲ့နေထိုင်မှုအဆင့်တန်းတွေကိုမြင့်တင်ပေးနိုင်တဲ့တခုတည်းသောနေရာပဲဖြစ်ပါတယ်ခင်ဗျာ အဲ့တော့ Success Mo Company ဆိုလို့ရှိရင်အခုလက်ရှိကတော့ထိုင်းနိုင်ငံအရှေ့ site company တလုံးလည်းဖြစ်တယ်လို့ဖွင့်လစ်လာတာကတော့73နှစ်ဝန်းကျင်ရှိပါပြီခင်ဗျ Success Mo Company ကိုဖွင့်လစ်လာတာကတော့2012ခုနှစ် November လ8ရက်နေ့ကစတင်ပြီးတော့ဖွင့်လစ်လာခဲ့တာပဲဖြစ်ပါတယ်ဆိုတော့လက်ရှိမှာမိတ်ဆွေတို့ထိုင်းနိုင်ငံမှာနေလားနိုင်ငံခြားမှာနေလားဘယ်နိုင်ငံမှာနေလဲအရန်အဆင်ပြေပါတယ်ဘာလို့လဲဆိုတော့ company ကအမှတ်ခံချက်အပြည့်အဝရှိတယ်73နှစ်ဆိုတဲ့ဝန်းကျင်အတွင်းက အောင်မြင်မှုရတဲ့ကာလတစ်လျှောက်ပြန်တွေးကြည့်မယ်ဆိုရင်ဒါဟာအရန်ကုန်မှများပြပါတယ်စဉ်းစားကြည့်လုပ်ငန်းတစ်ခုလည်ပတ်ဖို့73နှစ်ဆိုတာကဒါကနဲတဲ့ Expedia မဟုတ်ဘူးနဲတဲ့အတွေ့အကြုံမဟုတ်ဘူးနဲတဲ့အောင်မြင်မှုမဟုတ်ပါဘူးဆိုတော့အခုဆိုလို့ရှိရင်ကုမ္ပဏီက73နှစ်ဆိုတဲ့ကာလတည်းကိုရောက်ရှိလာခဲ့ပါပြီကုမ္ပဏီပါဆိုလို့ရှိရင်တည်ထောင်ခဲ့တဲ့ပိုင်ရှင်2ဦးရှိပါတယ်ပရမတ်တဦးကတော့ဒေါက်တာစစ်တီခရက်ရှဝနန်လို့ခေါ်ပါတယ် ခိုင်းပြင်စီးရီးယားစေုံကြီးမှာပါတဂူပဲရရှိထားပြီးတော့ရုရှားပူလီစေုံကြီးမှာနာနခေါင်းလေကြောင်းအထုကူမန်ရေရှင်းဒရိုက်တာတယောက်ပဲဖြစ်ပါတယ်ခင်ဗျဝါအရန်ကောင်းလိုက်တာကုမ္ပဏီပိုင်ရှင်ကိုယ်တိုင်ကဆရာဝင်ဟာဆရာဝင်နဲ့နောက်မှာကတဲ့လုပ်ငန်းနဲ့ဘာဆိုင်လဲအများကြီးဆိုင်တာပေါ့ဆရာဝင်ဖြစ်တဲ့အပြင်နဝမကတဲ့အတွေ့အကြုံ16နှစ်ထက်ရှိပါတယ်ခင်ဗျအဲ့ဒီချိန်တော့ဆိုရင်လာစင်ဝင်ငွေ2,800သိန်းဘတ်ထိတောင်မှအမြင့်ဆုံးရရှိခဲ့တဲ့ပိုင်ရှင်ပဲဖြစ်ပါတယ်ခင်ဗျ ဒါဆိုစဉ်းစားကြည့်နော်ကုမ္ပဏီပိုင်ရှင်ကဒီ success mode ကုမ္ပဏီမတီထောင်ခင်တည်းကနောက်ဝ marketing အတွက်ကြုံ16နှစ်အထက်ရှိတယ်လားစေဝင်ငွေ2,800သိန်းထိတောင်မှရရှိခဲ့တာအခု success mode ကုမ္ပဏီဖွင့်လည်လာတဲ့73နှစ်အတွက်ကြုံနေဆိုရင်စုစုပေါင်းကုမ္ပဏီပိုင်ရှင်ရဲ့အတွက်ကြုံက28နှစ်29နှစ်ဝန်းကျင်တောင်ဖြစ်သွားပြီဝါဒါကအရန်ကုန်မှများပြားတယ်အတွက်ကြုံပမာဏပဲဖြစ်ပါတယ်ခင်ဗျာ မိတ်ဆွေတို့အားလုံးရောစီးပွားရေးလုပ်မယ်ဆိုလို့ရှိရင်စီးပွားရေးကိုကုမ္ပဏီကိုတီထောင်တဲ့သူတွေကအတွေ့အကြုံရှိတဲ့သူနဲ့လှုပ်ရှင်သလားအတွေ့အကြုံမရှိတဲ့သူနဲ့လှုပ်ရှင်သလားမှန်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအတွေ့အကြုံရှိတဲ့သူနဲ့လှုပ်ရှင်ပါဒါပေမဲ့အတွေ့အကြုံရှိရုံနဲ့လည်းမရဘူးအောင်မြင်တဲ့အတွေ့အကြုံဖြစ်ဖို့တော့လိုအပ်တယ်ကြာဆုံးတဲ့အတွေ့အကြုံတွေကြီးပဲရှိတယ်ဆိုရင်လည်းလှုပ်လို့ရတာမရဘူးဟုတ်တယ်မလားဒါကြောင့်မို့လို့အောင်မြင်တဲ့အတွေ့အကြုံရှိတဲ့ကုမ္ပဏီပိုင်ရှင်နဲ့တူတူလက်တွဲပြီးတော့လှုပ်ခွင့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာနောက်တဲ့တူကတော့ ဒေါက်တာစစ်ထွေရဲ့ငယ်တငယ်ချင်းဖြစ်တဲ့ CEO မစ္စတာနော့ကိနိတိလဝိချလို့ခေါ်ပါတယ်ဒေါက်တာစစ်ထွေရဲ့အယံကိုမှယင်းနီးတဲ့ငယ်တငယ်ချင်းတစ္ဆာရှိပြီးတော့ယင်းနီးတယ်လို့တော့မပြောလို့ရတယ်ခင်ဗျလူတယောက်မှာမိတ်ဆွေကောင်းတယောက်ဆိုတာရှိကိုရှိတယ်မှန်လားခင်ဗျအဲ့ဒီမိတ်ဆွေကောင်းတယောက်ဟာပဝင်းကျင်အကြီးနဲ့ညီမျှတယ်ဟုတ်တာဟုတ်လားခင်ဗျအဲအဲ့တော့မိတ်ဆွေတို့အားလုံးနေတဲ့ဒီနေ့ဒေါက်တာစစ်ထွေရဲ့ငယ်တငယ်ချင်းဖြစ်တဲ့ CEO မစ္စတာနော့ကိနိတိလဝိချဟာ ငငယ်လေးတွေကလေပင်ဖက်ပြီးတော့ပေါင်းသင်းလာတဲ့သစ္စာရှိယင်းဤတဲ့ငယ်ချင်းတွေပဲဖြစ်ပါတယ်ခင်ဗျဒေါက်တာစစ်ထရီယာကုမ္ပဏီကိုစတင်ပြီးတော့တည်ထောင်တဲ့အခါမှာသူရဲ့ငယ်ငယ်ချင်းဖြစ်တဲ့ CEO Mr. Nobuki Niti Lowich နဲ့အတူတူလက်တွဲပြီးတော့တည်ထောင်ခဲ့တာဖြစ်တယ်ဒါကြောင့်မို့လို့မိတ်ဆွေတို့ငငယ်လေးတွေကဖြတ်တန်းလာတဲ့ငယ်ချင်းနှစ်ယောက်တွေဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကုမ္ပဏီကိုတည်ထောင်တဲ့သူတွေဟာဘလောက်ထိတောင်မှတယောက်နဲ့တယောက်ပေါ်မှာရှစ်ခင်ယင်းဤမှုတွေရှိလဲတယောက်နဲ့တယောက်ပေါ်မှာနားလည်မှုတွေအပြည့်ရှိတယ်မိတ်ဆွေကောင်းဆိုတာက ရှိတဲ့သူတွေမိတ်ဆွေကောင်းကိုပိုင်ဆိုင်တဲ့သူတွေအသိဆုံးပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ CEO ပါဆိုလို့ရှိရင်လက်ရှိ Success Smooth Company မှာစီမံခန့်ခွဲတဲ့နေရာမှာတောင်းဝင်ယူပြီးတော့ကိုကိုသူကိုယ်တိုင်ကုမ္ပဏီရဲ့တိုးတက်ရာတိုးတက်ကြောင်းနေ view ပိုင်းဆိုင်ရာတွေစသဖြင့်နောက်မှာ marketing စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Success Smooth Company ဈေးကွက်တင်းမှာ ရင်းရှိအောင်မြင်မှုရရှိစေဖို့တခြားပြိုင်ဘက်ကုမ္ပဏီတွေနဲ့ယင်ပေါင်းတန်းနိုင်ဖို့အတွက်ကောင်းမွန်တဲ့ view ဟာတွေကိုရှာမှတ်ပြီးတော့ success mode ကုမ္ပဏီကိုယနေ့ဒီချိန်ထိအောင်မြင်အောင်ဦးဆောင်နိုင်ခဲ့တဲ့ CEO တယောက်ပဲဖြစ်ပါတယ်ခင်ဗျဒါကတော့အရန်ကမှကောင်းတဲ့အချက် ဖြစ်ပါတယ်ပထမတစ်ယောက်ကဆရာဝင်နောက်တစ်ဒုတိယတဦးက CEO ပြည့်စုံနေရောပဲဘာလို့လဲဆရာဝင်ဆိုပေမဲ့ရိုးရိုးဆရာဝင်မဟုတ်ဘူးသူကိုယ်တိုင်အတွေ့အကြုံရှိတယ်ဆရာဝင်ကျမကြီးအထူးကဒေါက်တာဖြစ်တယ် ဒါကြောင့်မို့လို့ဆက်ဆက်စမူထုတ်ကုန်ပစ္စည်းတွေကိုထုတ်လုပ်တဲ့နေရာမှာဆရာဝန်ကိုတိုင်ဒေါက်တာစီတီကိုတိုင်ထုတ်လုပ်ပြီးတော့ထိမ့်သိမ်းတာဖြစ်တယ်ပစ္စည်းထုတ်တဲ့နေရာမှာကုမ္ပဏီပိုင်ရှင်တွေကိုတိုင်ထုတ်လုပ်တဲ့ဒီနောက်ဝမကတဲပိုင်းဆိုင်ရာမှာလူတွေကိုတိုးတက်ဖို့အတွက်စီမံညွှန်ကြားတဲ့နေရာမှာလည်း CEO ကိုယ်တိုင်လူတွေရဲ့ဘဝကိုပြောင်းလဲဖို့အတွေးခေါ်တွေပြောင်းလဲပေးဖို့အတွက်ဥဆောင်ပြီးတော့လုပ်တယ်။ company pension နှုတ်ကဒီလောက်အရင်ရှင်းရှိတာမိတ်ဆွေတို့အတွေ့အကြုံမရှိဘူးဆိုရင်လည်းအောင်မြင်နိုင်ပါတယ်ခင်ဗျ။ ခေါင်းလားကိုတိုင်တွေ့ကြုံမရှိဘူးဆိုရင်တော့မှအရင်ရှင်းရှိတဲ့ company ပိုင်ရှင်တွေကနေပြီးတော့မိတ်ဆွေတို့ကိုတင် जा ပေးမယ်မိတ်ဆွေတို့ကိုဆွက်ခေါ်ပေးမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့လုံနိုင်လားခင်ဗျကျွန်တော်ကတော့လုံနိုင်တယ်ကျွန်တော်ဟာတာမန်နေစာလကစားအလုပ်လုပ်တဲ့သူကျွန်တော်မှအရင်ရှင်းမရှိဘူးဒါပေမဲ့ company ပိုင်ရှင်နှစ်ဦးကအရင်ရှင်းရှိတယ်လေကိုအရင်ရှင်းမရှိဘူးဆိုတော့မှတင်ပြပေးမယ်သူတွေဆွက်ခေါ်မယ်သူတွေကအရင်ရှင်းရှိတယ်ဆိုရင်ကိုလည်းမအောင်မြင်နိုင်ဘူးလားအောင်မြင်နိုင်တယ်ဒါကြောင့်မလို့မိတ်ဆွေအရင်ရှင်းမရှိလို့အားငယ်စရာမလိုပါဘူးလူတိုင်းအောင်မြင်နိုင်ပါတယ်ခင်ဗျဆက်ဆက်စမှုရဲ့ရည်မှန်းချက်ကတော့ ဂျမ်းမာခြင်းချမ်းသာခြင်းအတွေးခေါ်ကောင်းရှိခြင်းနဲ့ပဝင်းကျင်ကောင်းရှိခြင်းဆိုတဲ့အရာတွေကိုအဓိကထားပြီးတော့ဖွင့်လစ်ထားတဲ့ကုမ္ပဏီတစ်လုံးပဲဖြစ်ပါတယ်ခင်ဗျလူတယောက်ဟာငွေကြေးရှိုံနဲ့လည်းမပြည့်စုံနိုင်ပါဘူးဂျမ်းမာခြင်းဆိုတဲ့အရာလည်းလိုအပ်တယ်ဂျမ်းမာရေးကောင်းပြီးတော့ငွေကြေးပြည့်စုံခြင်းချမ်းသာခြင်းဒါအပြင်အတွေးခေါ်ကောင်းရှိခြင်း လူတယောက်ရဲ့စိတ်နေသဘောထားတွေနော်ကိုယ့်ရဲ့ mindset ပိုင်းဆိုင်ရာတွေကောင်းမွန်ဖို့လိုအပ်တယ်ပြီးရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကောင်းစွာလည်းအရန်ကူမှလိုအပ်ပါတယ်ဒါတွေအားလုံးကိုဆက်ဆက်စမှုမှာကြပြိုင်နက်ထဲရရှိနိုင်တာဖြစ်ပါတယ်ခင်ဗျနောက်တစ်ခါတော့မိတ်ဆွေတို့ success small company မှာအခုလာပြီးတော့လုပ်မဲ့သူတွေအကုန်လုံးနေတယ်နောက်တစ်ခုသိထားရမှာတစ်ခုကတော့ success small company ဟာလူတွေကိုချမ်းသာအောင်ပဲလုပ်ပေးတယ် company တလုံးပဲမဟုတ်ပဲ ਨੇ ်ပြည့်ပြည့်စုံတဲ့အောင်မြင်မှုကိုရအောင် လုပ်ပေးနိုင်တဲ့ကုမ္ပဏီလုံးပဲဖြစ်ပါတယ်အဲ့တော့အောင်မြင်ခြင်းကိုရှာဖွေနေတဲ့သူများ success move ကနေကြိုးစားပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ โอเคပါဆက်ဆက်စမိုးမှာဆိုလို့ရှင်အခုကတော့ထုတ်ကုန်ပစ္စည်းအမျိုးအစားပေါင်းတရာကျော်ထိတောင်မှအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါပြီစတင်တဲ့အချိန်မှာပစ္စည်းဆိုရင်တစ်မျိုးနှစ်မျိုးနဲ့ပဲစတင်နိုင်ခဲ့တဲ့ရုံးခွဲတွေလည်းအများကြီးမရှိပါဘူးအခုဆိုရင်တော့ပစ္စည်းပေါင်းတရာကျော်ထိတောင်မှအများကြီးထုတ်လုပ်နိုင်ခဲ့ပါတယ် ဆက်ဆက်စမှုထုတ်ကုန်ပစ္စည်းတွေကိုထုတ်လုပ်တဲ့အခါမှာ SCM Innovative လို့ခေါ်တဲ့ကျွန်တော်တို့ထုတ်ကုန်တွေကိုထုတ်လုပ်ဖို့အတွက်စက်ယုံကိုတည်တက်တန်ပေါင်းများစွာဂုံကြခံပြီးတော့ဖွင့်လစ်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျထုတ်ကုန်ပစ္စည်းတွေကိုထုတ်လုပ်ဖို့အတွက်ကိုပိုင်စက်ယုံကိုတည်ထောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ပစ္စည်းတွေကိုထုတ်လုပ်တဲ့အခါမှာခေတ်သစ်နည်းပညာတွေနဲ့အရှိပိုင်းစေဘဝင် စ္စည်းတွေကိုအရှိပိုင်းဆေးဘက်ဝင်အပင်တွေကိုအနောက်တိုင်းအဆင့်မြင့်ဆေးနီးပညာနဲ့ထုတ်လုပ်ထားတဲ့ကုန်ပစ္စည်းလုံးပဲဖြစ်ပါတယ်ခင်ဗျဒီကုန်ပစ္စည်းတွေကိုထုတ်လုပ်တဲ့အခါမှာကျွန်တော်စက်ယုံပေါင်းဆိုလို့ရှိရင်ပါတနာ16လုံးနောက်ထပ်ထပ်မှန်ပြီးတော့လက်တွဲထားတာဖြစ်ပါတယ်စက်ယုံတွေလည်းအများကြီးပဲရှိတယ်ဒီကုန်ပစ္စည်းတွေကိုထုတ်လုပ်တဲ့အခါမှာလည်းတို့ကုမ္ပဏီပိုင်ရှင်အပါအဝင်ကျွမ်းကျင်တဲ့သိပ္ပံပညာရှင်တွေကျွမ်းကျင်တဲ့သူတေသနာပညာရှင်ပေါင်း600ကျော်ကနေပြီးတော့ ထုတ်လုပ်ထားတာဖြစ်ပါတယ်အည်သွေးတွေကိုထိမ့်သိမ့်ပြီးတော့ထုတ်လုပ်ထားတာဖြစ်လို့မိတ်ဆွေတို့အားလုံးနေနဲ့မတဲ့မှာအလားချင်းဖြစ်မှာစိတ်ပူစရာလုံးဝမလိုပါဘူးခင်ဗျာကျွမ်းကျင်တဲ့သိပ္ပံပညာရှင်နဲ့သူတည်တနာပညာရှင်တွေကနေပြီးတော့ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်ပြီးရင်ဒီပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ဆွစ်ဇာလန်ကိုရီးယားနောက်ထပ်ကျွန်တော်တို့ထိုင်ဝမ်စတဲ့နိုင်ငံကပေါင်းများစွာက နေပြီးတော့ကျွန်တော်တို့စုတစိပောင်း40ကြော်ထိတောင်မှရရှိထားတဲ့ ပစ္စည်းတွေပဲဖြစ်ပါတယ်ခင်ဗျဒါကြောင့်မလို့ယုံကြည်စိတ်ချစွာသုံးစွဲလို့ရပါတယ်ကဲအခုမိတ်ဆွေတို့နားထောင်နေရတဲ့အထိဇက်ဇက်စမုတ်ကုမ္ပဏီနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကုမ္ပဏီအကြောင်းပြီးရင်အခုပြောပြပေးသွားတယ်ကုမ္ပဏီပိုင်ရှင်တွေပြောပြကုမ္ပဏီပိုင်ရှင်တွေပြီးသွားပြီဆိုရင်အခုထပ်ပြီးတော့ပြောပြပေးသွားတယ်ဒီပစ္စည်းပိုင်းဆိုင်ရာထုတ်လုပ်ပုံထုတ်လုပ်နည်းတွေဒါတွေကိုအကုန်လုံးမိတ်ဆွေတို့နားထောင်လိုက်ရတဲ့အခါမှာပို့ပြီးတော့မိတ်ဆွေတို့နားလည်လာလားခင်ဗျနားလည်လာတယ်နားထောင်နေရင်လည်းစိတ်ဝင်စားလာတယ်ဆိုရင်တော့မိတ်ဆွေတို့ အောက်မှာ yes ဆိုပြီးတော့လည်းရေးသွားလို့ရပါတယ်။ကဲကိုဒီဗီဒီယိုကိုကြည့်ပြီးတော့အခုထိစိတ်ဝင်စားလာပြီဆိုရင်တော့ကွန်မန့်လေးမှာ yes လို့ပြီးရေးသွားလိုက်ရပါတယ်နော်။ Okay ဒါဆိုရင်နောက်ထပ်မိတ်ဆွေတို့အရေးကြီးဆုံးအရာတစ်ခုကတော့ဘလောက်ပဲကျွန်တော်တို့အဲသူများတွေပြောတယ်ဟာဒီလုပ်ငန်းကောင်းတယ်ဒီလုပ်ငန်းကမကောင်းဘူးစသဖြင့်ကိုကအမြင်နဲ့သွားပြီးတော့လည်းဆုံးဖြတ်လို့မရအောင်အကြမ်းနဲ့လည်းသွားပြီးတော့ဆုံးဖြတ်လို့မရဘူးမြင်လဲမြင်ရမယ်ကြားလဲကြားရမယ် ဘာလို့လဲကိုတိုင်တွေးမှယုံကြမှာဟုတ်တယ်မလားဒါကြောင့်မလို့မိတ်ဆွေတို့တကယ်လို့ကိုကဒီလုပ်ငန်းကိုပုံမူပြီးတော့နားလေသဘောပေါက်ရှင်နေဆိုရင်အပြင်မှာလာပြီးတော့ယုံနေမှာလေဓာတ်ရိုက်လာပြီးတော့လေလာလို့ရပါတယ်ကဲဒါဆိုရင်ယုံနေမှာဓာတ်ရိုက်လေလာဖို့အတွက်ကတော့တကယ်ရောကုမ္ပဏီကအပြင်မှာရှိရလားအရေးကြီးဆုံးဖြစ်ပါတယ်ဒါကြောင့်မလို့ တက်သေးဆိုတာအရင်ကမှအရေးကြီးတယ်ခင်ဗျာအဲ့တော့မိတ်ဆွေတို့ကိုကျွန်တော်တက်သေးပြစီရာရှိပါတယ်အခုကြည့်တဲ့မိတ်ဆွေတို့ကိုကျွန်တော်တက်သေးပြမယ်ဘာဒီတက်သေးပြမလဲဆိုရင် success smoke company နဲ့ပတ်သက်တဲ့အောင်မြင်မှုရဲ့တက်သေးတွေကိုကျွန်တော်ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒါ success smoke company ပါဆိုရင်အခုဖွင့်လှစ်လာခဲ့တာစုစုပေါင်း73နှစ်ဟုတ်တယ်နော်73နှစ်ဆိုတဲ့ကာလမှာအောင်မြင်မှုတွေရရှိခဲ့တယ်ဘလို့အောင်မြင်မှုတွေရရှိခဲ့လဲဘယ်လောက်ထိအောင်မြင်ခဲ့လဲ73နှစ်အတွင်းမှာပစ္စည်းအမျိုးအစားပေါင်းဆို100ကျော်အထိတောင်မှာ ထုတ်လုပ်နိုင်ခဲ့တယ်။အိုး73နှစ်အတွင်းမှာပစ္စည်း100ထုတ်လုပ်နိုင်ခဲ့တယ်။ဒါအပြင်အုပ်စုဆိုပစ္စည်းအုပ်စုဆိုလို့ရှင်6အုပ်စုဟမ်ပစ္စည်းအုပ်စု6အုပ်စုထိထပ်မံပြီးတော့ထုတ်လုပ်နိုင်ခဲ့တယ်။နောက်တစ်ခုအနေနဲ့ကတော့ Success Smoke Company မှာရုံးခွဲတွေဆိုလို့ရှင်လည်းအများကြီးပဲဖွင့်လှစ်နိုင်ခဲ့တယ်ကျွန်တော်နိုင်ငံဆိုလို့ရှိရင်ခုနှစ်နိုင်ငံအထိတောင်မှရုံးခွဲတွေဖွင့်လှစ်နိုင်ခဲ့တာပဲဖြစ်ပါတယ်နိုင်ငံခုနှစ်နိုင်ငံဆိုလို့ရှိရင်ထိုင်းမြန်မာလာအိုကမ္ဘောဒီးယားမလေးရှား ဗီယက်နမ်ဖိလစ်ပိုင်ဆိုတဲ့နိုင်ငံ8နိုင်ငံကို ထိုးဖောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျဒါအပြင်ထိုင်းနိုင်ငံအတွင်းမှာဆိုလို့ရှိရင်လည်းယုံကွဲပေါင်း18နဲ့ယုံကွဲကိုဖွင့်လေးနိုင်ခဲ့တာပဲဖြစ်ပါတယ်မိတ်ဆွေတို့ကလက်ရှိဘယ်နိုင်ငံကနေပြီးတော့ဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတာလဲမိတ်ဆွေတို့လက်ရှိရှိနေတဲ့နိုင်ငံမှာကျွန်တော်တို့လက်ရှိရှိတဲ့နိုင်ငံမှာယုံွယ်တွေရှိတယ်ဆိုရင်ကိုယ်တိုင်ကိုကြားသွားပြီးတော့လေ့လာလို့ရပါတယ်ခင်ဗျာ ပစ္စည်းတွေလည်းအများကြီးပဲရှိတယ်ရုံးခွဲတွေလည်းအပြင်မှာရှိတယ်အများကြီးပဲရှိတယ်ဒါအပြင် Success Mo Company မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာ TikTok သုံးမှုတဲ့ဆိုရင်သိဆုံးပဲเนาะ TikTok Short တွေမှာဆိုလို့ရှိရင်ကိုပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုရင်ဒီပစ္စည်းကလူဦးရေဘယ်လောက်ထိဝယ်ထားလဲဘယ်ဘယ်လက်တန်းထိဝယ်ထားလဲဒါတွေကိုကြည့်ပြီးတော့ယုံကြည်မှုတွေယူကြတယ်ဟုတ်တယ်မလားလူတွေရဲ့ယုံကြည်မှုတွေယူကြတယ်အဲ့လိုမျိုးပဲ Success Mo Company မှာဆိုလို့ရှိရင်စားသုံးသူတွေကိုပေးပို့ထားနိုင်တဲ့ပစ္စည်းပေါင်းဆိုလို့ရှိရင် တန်ပေါင်း30ကျော်ထိထောင်မှပေးပို့နိုင်ခဲ့တာပဲဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့လူတွေရဲ့ကျန်းမာရေးကိုစောင့်ရှောက်နိုင်တဲ့လူဦးရေစုစုပေါင်းကျန်းမာရေးပစ္စည်းစုစုပေါင်းစု3တန်းကျော်ထိပေါ့နော်3တန်းကျော်ထိထောင်မှကျွန်တော်တို့ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ Success Smoke Company မှာတကက်ကိုထိတ်တန်းချန်ပီယံနာမည်ကျော်လူကြိုက်များတဲ့ပစ္စည်း၃မျိုးရှိတယ်။အဲ့ဒါကတော့ SOD ပြီးရင်ခြားတောင်းလက်ပတ် SPD plus နောက်တစ်ခုကတော့ Nutri Nutri ကလို့ခေါ်တဲ့ဒီကျန်းမာရေးပစ္စည်း၃မျိုးကတော့လက်ရှိကြည့်နေတဲ့မိတ်ဆွေများအားလုံးလည်းမဖြစ်မနေကျန်းမာရေးဆောင်ချဖို့အတွက်ဝယ်ယူစမ်းသပ်ပြီးတော့သုံးဆွဲလို့လည်းရပါတယ်။လက်ရှိမှာတော့ Success Smoke Company မှာနာမည်ကျော်နာမည်ကြီးလူကြိုက်များနေတဲ့ပစ္စည်း၃မျိုးပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာ လိုလိုအပ်တဲ့အရာတွေပေါ့နော်ခန္ဓာကိုယ်ကလီဇာတစ်ခုလုံးအတွက် SOD mode ဆိုလို့ရှိရင်အယောင်၅မျိုးပါဝင်ပြီးတော့အသီးပေါင်း125မျိုးနဲ့ပေါ်ဆက်ထားတဲ့ကျန်းမာရေးစောင့်ချောက်ပစ္စည်းဖြစ်တဲ့တကယ့်ကိုလူတစ်ယောက်အတွက်လိုအပ်တဲ့နော်ကိုခံအားကောင်းမှုစေဖို့အတွက်နော်လူတစ်ယောက်မှာလိုအပ်တဲ့မျက်လုံးနှလုံးနော်ပြီးရင်ကိုယ့်ရဲ့ အစာရင်ဦးလန်းချောင်းတွေပြီးရင်ဒူးတွေအုံနောက်တွေစတဲ့ဒီအရာတွေကိုကျန်းမာရေးကိုကာကွယ်စောင့်ရှောက်နိုင်တဲ့ဖြည့်စွတ်အာဟာရဓာတ်စာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ Aspida Plus ဆိုလို့ရှိရင်လည်းအစာအိမ်ဈေးလိုတောင်မှတင်စားလို့ရတယ်။သူအားဆိုရင်စီဂျိုသွေးဂျိုသမားတွေအတွက်ပြီးရင်အစာအိမ်သမားတွေအတွက်အရေပြားယောဂါမျိုးမျိုးအတွက်အရန်ကုန်မှကောင်းတဲ့ကျန်းမာရေးပစ္စည်းဖြစ်တယ်။နောက်တစ်ခုကတော့ Nutrica ဆိုလို့ရှိရင်ခန္ဓာကိုယ်ကိုခံအားပုံမိုပြီးတော့ကောင်းမွန်စေဖို့အတွက်ပြီးရင်လူတစ်ယောက်မှာအိုမင်းညင်ညော်မှုကိုနှေးကွေးစေဖို့အတွက်အရန်ကုန်မှ ထောက်ကူပြုပေးစေနိုင်တဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးပစ္စည်းတွေ ਆ ဆိုလို့ရှိရင်လက်ရှိကြည့်တဲ့မိတ်ဆွေတွေကအသက်ငယ်သည်ဖြစ်စေအသက်ကြီးသည်ဖြစ်စေချိုတင်ပြီးတော့တောက်တုံပြီးတော့ချိုတင်ပြီးတော့ကာကွယ်ထားမယ်ဆိုရင်ကိုကအသက်ကြီးလာရင်တော့မှစမ်းမတန်ဆန်းပြီးနုပြိုစီမှာပဲဖြစ်ပါတယ်ခင်ဗျာ ဒီလိုမျိုးဆက်ဆက်စမှုကုမ္ပဏီမှာတကယ်ချန်ပီယံလို့ပြောလို့ရတဲ့တကယ်ကိုအောင်မြင်ကြော်ကြတဲ့ပစ္စည်း၃ခုကိုမိတ်ဆွေတို့ကိုယ်တိုင်ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့စိတ်ဝင်စားရဆိုရင်အပြင်မှာသွားပြီးတော့လည်းဝယ်လို့ရတယ်ကိုကိုမိတ်ဆက်ပေးတဲ့သူတွေရှိမှလည်းမှာယူသုံးဆွဲကြည့်လို့ရပါတယ်ခင်ဗျပစ္စည်းအမျိုးအစားပေါင်းဆိုလို့ရှိရင်စုစုပေါင်းအာ6အုပ်စုရှိတယ်ပစ္စည်း6အုပ်စုမှာဆိုလို့ရှိရင်ကျွန်တော်တို့အာဘာတွေရှိမလဲဆိုလို့ရှိရင် ကျမရေးပစ္စည်းကျမရေးပစ္စည်းဆိုတာအခုကြည့်နေမိတ်ဆွေတို့ကကျမရေးကိုစောင်းရှောက်ရှင်တဲ့တူပါလားပါတယ်ဆိုလို့ရှိရင်တော့ကျမရေးပစ္စည်းတွေမှာပစ္စည်းတွေအများကြီးပဲရှိတယ်လူပြောင်းရဲခန္ဓာကိုယ်တစ်ခုလုံးအတွက်ပစ္စည်းတွေအများကြီးပဲရှိတယ် ကျမရေးပစ္စည်းတွေပြီးရင်တော့နေစဉ်သုံးပစ္စည်းနေစဉ်သုံးပစ္စည်းဆိုတာတွားတိုက်စီတို့အဲဘကူရေပေါ့နော်ချိုင်းလိန်စီတို့အသားလိန်စီတို့အများကြီးပဲရှိတယ်ပြီးပြီဆိုရင်ကျွန်တော်တို့နောက်ထပ်အလှပပစ္စည်းအလှပပစ္စည်းဆိုအလှပကြိုက်တဲ့တွေတွေအလှပပစ္စည်းတွေအများကြီးပဲရှိတယ်အဲနောက်ထပ်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့မိဖို့ကြောင့်တော့အင်ဂျင်သုံးပစ္စည်းတွေပကံစေးရေအဝိချော်ရေတွေအားစားရှိတယ်နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ crown wing mo လို့ခေါ်တဲ့ မြေเนาะမြေဩဇာပေါ့မြေဩဇာကိုယ့်ရဲ့ဒီမြန်မာပြည်မှာဆိုတောင်ယာတွေလုတ်တယ်စိုက်ပျိုးရေးတွေလုတ်တယ်ဟုတ်တယ်မလားအဲ့ဒီတာအတွက်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့မြေဩဇာတွေတဘာဝရွက်ဖြန်းမြေဩဇာအုပ်စုတွေရှိမယ်နောက်တစ်ခုနေရတော့ရေတန်းဆက်ပစ္စည်းရှိတယ်ရေတန်းဆက်ဆိုပြီးတော့အုပ်စု6အုပ်စုရှိတယ်အဲ့ဒီမှာမိတ်ဆွေတို့ကဘယ်ပစ္စည်းတွေကိုရွေးချယ်ခြင်းလဲဘယ်ပစ္စည်းတွေကိုဈေးကွက်ထိုးပေါက်ခြင်းလဲကိုယ်တိုင်သုံးပြီးတော့လေဈေးကွက်ထိုးပေါက်လို့ရပါတယ်အဲ့တော့မိတ်ဆွေတို့ကဆက်ဆက်စမုံမှာလာပြီးတော့လှုပ်ဆောင်မယ်ဆိုလို့ရှင်မိတ်ဆွေတို့ ဟိုပတ်စံပဲရတော့မှမဟုတ်ပါဘူးမိမိတို့ကဘယ်လိုပုံစံမျိုးဖြစ်ရှင်လဲကိုပိုင် brand လာပြီးတော့တည်ဆောက်လို့ရတယ်အဲဥပမာ success mode company မှာဆိုလို့ရှိရင်ရွေးချယ်ကွင်းနေနဲ့၄ခုပေးထားတယ်ထုတ်ကုန်ပစ္စည်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကြိုက်တဲ့ brand ကိုတည်ဆောက်လို့ရတယ်၄ခုရှိပါတယ် ်ပထမဦးဆုံးနံပါတ်1ကတော့ it reversal လို့ခေါ်တဲ့ကိုယ့်ရဲ့ဒီအိုမင်းရင့်ရော်မှုကိုနှောင့်ကွေးစေနိုင်တဲ့အုပ်စုမှာမိတ်ဆွေတို့ကရွေးချယ်ပြီးတော့ကိုယ်ပိုင် brand ဤဆောက်လို့ရတယ်။ရှင်းရှင်းပြောမှဆိုလို့ရှိရင်တော့အသက်ငယ်နဲ့မအူချင်တဲ့သူတွေအတွက်ပေါ့ဗျာ။ဟုတ်လားခင်ဗျာ။မိတ်ဆွေတို့ကတကယ်လို့အသက်ငယ်ငယ်လေးနဲ့အိုနေတယ်လို့ထင်နေတယ်ဆိုရင်တော့ဒီအုပ်စုကိုမဖြစ်မနေရွေးချယ်ရမယ်နော်။ကျွန်တော်ကတော့ရွေးချယ်ထားပါတယ်။ဘာလို့ဆိုတော့အသက်ကြီးရင်တော့မှနုပြူချင်လို့ဖြစ်ပါတယ်ခင်ဗျာ။ ကဲမိတ်ဆွေတို့ရောအလက်ရှိမှာကိုအသက်ဘယ်လောက်ရှိပြီလဲမရေးလာနဲ့နော်ရေးလာပြီဆိုရင်ဟာဟုတ်ပါမလားဆိုပြီးတော့နော်โอเคဘာမှမဖြစ်ပါဘူးမိတ်ဆွေတို့ကိုယ်တိုင်အခုဒီပစ္စည်းကိုမိတ်ဆွေတို့သုံးဆဲကြည့်သွားမယ်ဆိုရင်ဒီအုပ်စုကိုရွေးချယ်ပြီးတော့ကိုယ်ပိုင် brand တိောက်သွားမယ်ဆိုရင်အသက်ကြီးရင်တော့မှနုပြူစီမှာဖြစ်ပါတယ်ပြောမစင်အုံမင်းရင်ရုံမှုကိုနှေးကွေးစေတယ်နှောက်နှေးစေတယ်အုပ်စုဖြစ်ပါတယ်အဲ့တော့မြန်မြန်မအိုချင်တဲ့သူများဒီအုပ်စုကိုရွေးချယ်လို့ရပါတယ်ခင်ဗျာ ဒါကတော့နံပါတ်1ဖြစ်ပါတယ်အဲနောက်ထပ်နံပါတ်2ကဆိုလို့ရှိရင်တော့ optimal awareness လို့ခေါ်ပါတယ် optimal awareness ကသူကဘယ်လိုမျိုးလဲဆိုရင်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ကြိုတင်ပြီးတော့ကာကွယ်စောင့်ရှောက်ရှင်တဲ့ဆိုတဲ့တွေအတွက်ဖြစ်ပါတယ် အဲသူကတော့ဥပမာကိုကမျက်လုံးအမြဲတမ်းဖုံးကြည့်နေတဲ့ဆိုတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒါမျက်လုံးကျန်းမာရေးကိုကာကွယ်ကာကွယ်ဖို့အတွက်မျက်လုံးအတူစီတွေစသဖြင့်ကိုကကျန်းမာရေးတစ်ခုခုဖြစ်တဲ့အစာအိမ်ဖြစ်လာပါဖြစ်လေကိုရဲ့ကျန်းမာရေးပိုင်းဆိုင်ရာမှာပေါ့နော်ကာကွယ်ဖို့အတွက်ပစ္စည်းတွေဖြစ်ပါတယ်ဒါကလည်းမဖြစ်မနေကိုအပါဝင်ကိုရဲ့မိသားစုကျန်းမာရေးကိုရဲ့ပတ်ဝန်းကျင်ကကျန်းမာရေးကိုစောင့်ရှောက်ဖို့အတွက်မဖြစ်မနေရွေးချယ်ရမယ်အုပ်စုပဲဖြစ်ပါတယ်ခင်ဗျာနောက်တဲ့နံပါတ်3အုပ်စုကတော့ Protest TP Booster လို့ခေါ်တဲ့ကျွန်တော်တို့ပြောမှဆိုရင်အထောက်အကူအရေးသွင်းမြင့်ပစ္စည်း ထွေထွေပစ္စည်းအုပ်စုတွေပဲဖြစ်ပါတယ်အဲဒီထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့နော်ခုနကတော့ပြောတဲ့ရွက်ဖျားမြေဩဇာတွေအစုံပေါ့ဗျာမိတ်ဆွေတို့လိုအပ်တဲ့ပစ္စည်းတွေကိုဒီနေရာမှာအထွေထွေအုပ်စုဖြစ်တာဖြစ်တဲ့အတွက်ရွေးချယ်ပြီးတော့ brand တည်ဆောက်လို့ရပါတယ်နောက်ထပ်အုပ်စုကတော့ကျွန်တော်တို့ body balance လို့ခေါ်တဲ့ခန္ဓာကိုယ်ကိုကိုယ့်ရဲ့ကိုယ်ခန္ဓာကိုခန္ဓာကိုထိမ့်သိမ့်ခြင်းလေဆိုတဲ့သူတွေအတွက် အဲတချို့ယောက်ျားလေးတွေဆိုလို့ရှိရင်ခန္ဓာကိုယ် body structure ဘိုင်းဆိုင်ရာမှာစစ်ပက်တိဆောက်ရှင်တဲ့သူတွေပါလာ။ဟို main ကလေးတွေဆိုလို့ရှိရင်လည်းတင်နေရင်နေတဲ့တကယ့်ကိုလှလှပပနဲ့ကိုယ့်ကိုယုံကြည်မှုရှိစေဖို့အတွက်နော် body structure ဘိုင်းဆိုင်ရာမှာတိဆောက်ရှင်တဲ့သူတွေပါလာ။ဒါဆိုရင်တော့ဒီအပိုင်းမှာရွေးချယ်လို့ရတယ်။ဒီ success small company မှာပစ္စည်းတွေအများကြီးရှိတဲ့ထဲမှာမှာကျန်းမာရေးအတွက်ရောပြီးရင်ကိုကကျန်းမာရေးကာကွယ်စောင့်ရှောက်ဖို့အတွက်ရောနောက်တစ်ချက်အနေနဲ့ကတော့အထွေထွေပစ္စည်းတွေရောပြီးရင်အခုပြောပြပြီးသွားတယ်။ body balance လို့ခေါ်တဲ့ခန္ဓာကိုယ် ထိမ့်သိမ့်ချင်တယ်ဆိုတဲ့သူတွေအတွက်ရောရွေးချယ်ခွင့်တွေကိုပိုင် brand တည်ဆောက်ခွင့်တွေပေးထားတာပဲဖြစ်ပါတယ်ခင်ဗျအဲ့တော့မိတ်ဆွေတို့ဒါကရွေးချယ်စရာတွေအများကြီးရှိတဲ့ခါကျတော့အရန်ကုန်မှအဆင်ပြေပါတယ်ဟုတ်ပါတယ်မိတ်ဆွေတို့လာပြီးတော့လေ့လာနေတဲ့ success မှုမှာပစ္စည်းတွေလည်းအများကြီးပဲရှိတယ်ကိုတိုင်းလည်းတုံးဆဲပြီးတော့ကိုတိုင်းလည်း brand တည်ဆောက်လို့ရတယ်ဈေးကွက်ကိုလည်းများများရှက်ထွင်လို့ အခွင့်အရေးတွေအများကြီးပဲရှိပါတယ်အဲ့တော့အခုမိတ်ဆွေကြည့်နေတဲ့သူကလက်ရှိကြည့်နေတဲ့အနေထားဒီငါလုံနိုင်ပါမလားငါဖြစ်နိုင်ပါမလားငါနဲ့ကိုက်ညီပါမလားလို့တွေးကောင်းတွေးနိုင်လိမ့်မယ်အားလုံးလုံနိုင်ပါတယ်ဆက်ဆက်စမှုမှာမိတ်ဆွေတွေအဖြေရှိပါတယ်ခင်ဗျအဲ့တော့ဆက်ဆက်စမှု awareness မှာဘယ်လိုမျိုးအဖြေရှိလဲဆိုရင်မိတ်ဆွေတို့ကခုနကပြောသွားတဲ့ထုတ်ကုန်ပစ္စည်းတွေကိုစားသုံးတဲ့သူအဖြစ်ထုတ်ကုန်ပစ္စည်းတွေကိုသုံးဆွဲခြင်းသလားဒါဆိုရင်စားသုံးသူအဖြစ်ဝင်ရောက်ပြီးတော့လောက်ကင်လို့ရတယ်အဲနောက်တစ်ချက်အနေနဲ့ကတော့မိမိကိုယ်တိုင်ထုတ်ကုန်ပစ္စည်းတွေကိုသုံးဆွဲပြီးတော့ပြန်လည်ပြီးတော့ တငယ်ချင်းတွေကိုထုတ်ကုန်ပစ္စည်းအကြောင်းတွေကိုပြန်လဲပြီးတော့မျှဝေပြောပြခြင်းလားလုံလို့ရတယ်နောက်တစ်ချက်နေတဲ့ကတော့ကိုကိုတိုင်းဈေးကွက်ဖြတ်ဈေးကွက်ဖောက်ခြင်းလားနော်ဈေးကွက်ဖောက်တယ်ဆိုတော့ဥမာရောင်းတာဝါသနာပါလားရောင်းတာဝါသနာပါတယ်ဆိုလို့ရှိရင်လည်းကိုကိုတိုင်းရောင်းချလို့ရပါတယ်နောက်တစ်ချက်နေတဲ့ကတော့ကိုကိုတိုင်းနဝတီဆောက်ပြီးတော့စီးပွားရေးလှုပ်ရှင်သလား ဆက်ဆက်စဖို့မှာစားသုံးသူပဲလို့လို့ဈေးရောက်သူပဲလို့လို့စီးပွားရေးသမားပဲလို့လို့မိษွေတို့ကိုရွေးချယ်ခွင့်ပေးထားတာပဲဖြစ်ပါတယ်အဲ့တော့မိษွေကဘယ်အပိုင်းကိုစိတ်ဝင်စားလဲဆက်ဆက်စဖို့မှာထုတ်ကုန်ပစ္စည်းတွေကိုဈေးနှုန်းတန်တန်နဲ့ဝယ်ယူသုံးစွဲတဲ့စားသုံးသူ customer ဖြစ်ရှင်သလားဒါမှမဟုတ်မိမိကိုယ်တိုင်ဆက်ဆက်စဖို့ company မှာထုတ်ကုန်ပစ္စည်းတွေကိုသုံးစွဲပြီးတော့စီးပွားရေးလှုပ်ရှင်သလားဒါမှမဟုတ်ဈေးရောက်ရှင်သလားရွေးချယ်ခွင့်တွေအများကြီးပဲရှိပါတယ်အဲ့တော့မိษွေကစားသုံးသူလှုပ်ရှင်နေစရင်နံပါတ်1ရေးလာပေးပါတကယ်လို့ဈေးရောက်တဲ့သူ လှုပ်ရှင်နေစေနံပါတ်2ရေးလာပေးပါစီးပွားရေးသမားလှုပ်ရှင်နေစေနော်နံပါတ်3ရေးလာပေးပါခင်ဗျတန်တဲ့ဘဝစီတို့ကိုရေချင်းတီထိုးပေါ့ပေါ်ဒါလူတိုင်းအတွက်ခွင့်ရေးတစ်ခုနောက်ကနေတဲ့ကဘာတဲ့ခက်ခဲသောဘဝတို့စီအိမ်မက်တွေ့တကယ်ရောက်ခဲ့ပြီယုံကြည်ချက်သူရည်မှန်းချက်သူမိသားစုတစ်ခုကဘာမြေတစ်ခု Africa, success more, success more. Duke and them and in the tennis, oh, success more, success more. Need to miss zero, my hero. Everyone can be zero to hero.